ဒိုကီလီမှာနူဝါလာထင်မရလောက်တဲ့အထိပြိုင်ဘက်ရဲ့အပိုင်ပိတ်သွင်းမှုတွေကိုလက်စွမ်းပြကာကွယ်နေကြတဲ့ဦးနန္ဒာအားလုံးပဲမင်္ဂလာပါခင်ဗျာမန်ချက်စတာဖုတ်ဘောဇုံဝန်တင်ဆက်နေပါတယ်ပြီးကြတဲ့နှစ်တွေတုန်းကဖုံးကနဲ့ကန်လိုက်တိုင်းဝုန်းကနဲ့ဂိုးပေးလိုက်ရတဲ့မန်ချက်စတာယူနိုက်တက်ကိုသမားကြီးအန်ဒရီဦးနန္ဒာကတော့ဒိုကီမီမှာကန်ဝင်ဘိုင်မနစ်ကိုသမားကြီးဖြစ်သူမန်နီယယ်နူအာလာထင်မှတ်ရလောက်တဲ့အထိလက်စွမ်းပြနေတာဖြစ်ပါတယ်ဒီဘက်ဒိုကီစူပါလိပွဲစဉ်မှာဦးနန္ဒာကအရေးကြီးတဲ့ကာကွယ်မှု၄ချိန်ဒီပြုလုပ်ခဲ့ပြီးတော့ တူစီနဲ့အနိုင်ရအောင်ကူညီပေးခဲ့တယ်လို့ကိုရိုင်းကလည်း clean sheet ရယူခဲ့ပါတယ်။ဒီပွဲမှာတော့အွန်နာနာကဂိုးဖမ်းတာအပြင်ဘောလုံးပေးပို့မှုပိုင်းမှာလည်းဆရာကြခဲ့ပါတယ်။သူရဲ့ပေးပို့မှုတွေထဲမှာ86ရာခိုင်နှုန်းကအသင်းမော်ရီထန်ကွက်တီပေးပို့နိုင်ခဲ့တာဖြစ်ပါတယ်။အဲဒါကြောင့်လည်းအွန်နာနာကနာမည်ကြီးဘောလုံး software ဖြစ်တဲ့ Footmore မှာ player rating စမ်းဆောင်ရည်သတ်မှတ်ချက်8.5အထိရရှိခဲ့တာဖြစ်ပါတယ်။အွန်နာနာရဲ့လက်စွမ်းပြကာကွယ်နေတဲ့ရုပ်တံတွေက online မှာအတော်လေးလူပြောများလျက်ရှိနေပါတယ်။ 25စက္ကန့်ကြာတဲ့အဆိုပါရုပ်သံမှာအိုနန္ဒာကပထမဆုံးချိန်ဘယ်ချီတောင်းနဲ့ကောက်ွယ်မှုပြုလုပ်ခဲ့ပြီးတော့နောက်ထပ်10စက္ကန့်လောက်ကြာမှလည်းဒိုင်မင်ထိုးကပြန်ပေးရဲ့အနီးကပ်ပိတ်သွင်းကန်ချက်ကိုကောက်ွယ်သွားခဲ့ပါတယ်။အိုနန္ဒာဘလောက်ပဲလက်စွမ်းပြနေပါစေ United ပရိသတ်အနေနဲ့သူ့ကိုတန်းတနေကြမှာတော့မဟုတ်ပါဘူး။ဆန်နာလာမန်ကလည်းပြန်ပေးရဲ့အပိုင်းကန်သွင်းချက်တွေကိုကောက်ွယ်ပြီးတော့ညတဲ့ကိုနိုင်ပွဲတွေဆက်အောင်လို့ကူညီပေးနေလို့လက်ရှိချိန်မှာတော့တရနေ့ပရိသတ်တွေအတွက်ဆန်နာလာမန်သာလျင်ကမ္ဘာအကောင်းဆုံးကုသမဖြစ်နေပါတယ်။